ားရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro 24ယနေ့နှစ်ခတ်အစည်းအဝေးမှာ2025မေလ18ရက်နေ့စနေနေ့အတွက်ဆောင်းရန်ရှောင်းရန်နှစ်ခတ်ချိန်ကာများကိုကျမမတ်နှင်းပိုင်နဲ့တူမတ်ရွှေရုံးအောင်တို့မှတင်ပြပေးသွားမှာဖြစ်ပါရရှင်2025မေလ18ရက်နေ့စနေနေ့တွင်စနေသားသမီးများအပေါ်ပုံမထိရောက်နိုင်တဲ့ကောင်းကျိုးနှစ်ခတ်ခုနှစ်ပိုင်းနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်တဲ့ကောင်းမွန်တဲ့နှစ်ခတ်ချိန်ကာတွေကိုတင်ပြပေးသွားမှာဖြစ်ပါရရှင် ည8:32မိနစ်မှာည8:52မိနစ်အတွင်းမှာဆိုရင်တော့ဖုံးကန်ကြီးမြင့်မဲ့ဓာတ်နက်ခတ်ကင်ကြရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ည17:35မိနစ်မှာည17:35မိနစ်အတွင်းမှာဆိုရင်တော့စန္ထအောင်မြင်ပြီးမြစ်တားအီကန်ကောင်းမွန်စေမဲ့ဆုံးနက်ခတ်ကင်ကြရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ နနက်2နာရီ8မိနစ်မှနနက်2နာရီ28မိနစ်အတွင်းမှာဆိုရင်တော့ဘယ်လိုကိစ္စကိုမဆိုဆောင်ရွက်ပါက အထွတ်ထိပ်ရောက်ရှိအောင်မြင်မဲ့အဓိပတိနက္ခတ်ကိန်းကြရတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။နနက်2နာရီ28မိနစ်မှနနက်2နာရီ38မိနစ်အတွင်းမှာဆိုရင်တော့ရာထူးဩဇာအာဏာကြီးမြင့်မဲ့ထိပြူနက္ခတ်ကိန်းကြရတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ နေ့လည်း3:73မိနစ်မှာနေ့လည်း3:33မိနစ်အတွင်းမှာဆိုရင်တော့အင်ချမ်းမြေအရောင်းဝယ်ကိစ္စရများအကျိုးပြုမယ်စင်ဖြူနက်ခတ်ခင်ကြရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်ည10:10မိနစ်မှာည10:30မိနစ်အတွင်းမှာဆိုရင်တော့ငွေကြေးရှင်ငွေရတနာထိကန်ဆန်းမှုကန်ကောင်းမှုစင်မယ်ရတနာနက်ခတ်ခင်ကြရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင် နနက်10:30နမိနစ်မှနနက်10:52မိနစ်အတွင်းမှဆိုရင်တော့တာသမီယတနာထွန်းကားရရှိစီမဲ့တန်ဒီနက်ခတ်ခင်ကြရတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးဒုတိယအခန်းကဏ္ဍအနေဖြင့်စနေတာသမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျိုးနက်ခတ်နှင့်ပတ်သက်တဲ့နက်ခတ်အချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ နေ့လယ်3:26မိနစ်မှနေ့လယ်3:46မိနစ်အတွင်းမတော်တဆထိခိုက်ဒဏ်ရာရရှိမှုတွေတည်ကြည်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်ညနေ6:19မိနစ်မှညနေ6:39မိနစ်အတွင်းအမှုကင်းပြဿနာတွေစိတ်ပူပန်စရာတွေဖြစ်စေနိုင်တဲ့တောကနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နနက်တနာ48မိနစ်မှနနက်2နာရီ9မိနစ်အတွင်းဆုံရှုံပြည့်စုံမှုများဖြစ်စေနိုင်တဲ့စေတိုင်းနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။နနက်9:18မိနစ်မှနနက်9:38မိနစ်အတွင်းမိတ်ဆွေသင်္ကာများဆုံရှုံပြည့်စုံမှုများဖြစ်စေနိုင်တဲ့မိတ်တူနက်ခတ်ကြောက်ရောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နေ့လယ်12:40မိနစ်မှာနေ့လယ်1:00နာရီအတွင်းအလုံစီးပွားကိစ္စရဲ့များထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်စေနိုင်တဲ့ဘင်ကနှက်ခတ်ကင်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်အချိန်ခါများသည်စနေသတ္တမီများအပေါ်ပုံမူပြီးထရောက်မှုရှိနိုင်တဲ့နက္ခတ်အချိန်ခါများပဲဖြစ်ပါတယ်ရှင်။ဒီနက္ခတ်အချိန်ခါများကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုကိုယ်တိုင်မှအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။ ။သမီးတို့ရဲ့ယနေ့နောက်ကအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးကျေးဇူးတင်ပါတယ်ရှင်။